ဂျီနိုကလည်းသူကတခြား demi human အနေနဲ့ယဉ်နေနေရတာကြောင့်အော်ရီကလည်းသူစီလာမကိုကြိုတွေးထားတာပြောနေကလိုရိုကမှော်ကြောက်တော့နေဒူဘီရှမ်းသာသွားတာဖြစ်ပါတယ်ရောက်လာတဲ့အော်ကလိုကလှုပ်လို့မရအောင်အရှင်နေတော်တော်ဆိုးတာကိုပြောနေကဂျီနိုကလည်းအော်နဲ့အတူလူစီလိုက်သွားလိုက်ပါတယ်လိုကလည်းဂျီနိုကမှောက်ဖို့လောကထဲမှာနမကြီးနေရကြောင့်ဂျီနိုကိုတတိထားမိတာကိုပြောပြကသူမရဲ့ယောဂကိုစစ်ကြည့်ဖို့စမ်းသပ်နေပါတယ်ဂျီနိုကလည်းလိုရဲ့ခန္ဓာကိုအပြင်ပိုင်းမှာဘာတရားမှမတွေ့ရကြောင့်အတွင်းပိုင်းကိုစစ်ဆင်နေပြီအစာရင်ထဲမှာဖောက်ခွဲမှော်ကြောက်တော့ရှိနေတာမှတ်လာလို့ပြန်ထီလိုက်ပါတယ်လိုကလည်းအပြင်မှန်တာကိုပြောနေပြီသူမကမှော်ကြောက်တော့ကို ထမင်းလုံးနဲ့မှားစားမိတာကိုရှင်းပြနေပြီ။ဇီနိုကလည်းသူ့ကူညီမလို့ပဲဒီတိုင်းပြန်ထွက်လာမှာကိုပြပြပါရယ်။ဒါမှမဟုတ်လူကမှောကြောက်တုံးကိုဝါစားမိတာကြောင့်ပောက်ကွဲဖို့အရှင်သိမ့်မလို့ရတာကိုပြပြနေကလှုပ်ရင်လည်းထပ်ပေါက်နိုင်တာကြောင့်ငြင်းနေရတာကိုရှင်းပြလိုက်ပါရယ်။လူကသူမသိရင်ကိစ္စမရှိပေမဲ့သူမရဲ့လက်အောက်ငယ်သားတွေကပါအတူတူသိမ့်မယ်လုံနေရကြောင့်သူတို့အော့တိုမျိုးလုံးကြွသားနိုင်တာကိုရှင်းပြပြီးဇီနိုကိုစေကူပေးဖို့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုစေဖို့အဖြစ်ပေးမှာကိုပြောပြီးတော်တော်ရှောင်ပေးလိုက်ပါရယ်။ဇီနိုကလည်းသူ့တာနဲ့မှောကြောက်တုံးကိုတစ်ချက်တည်းလှီးထုတ်ပြီးစေကူတာပေးလိုက်တာကြောင့်လူကြီးကလည်းအံ့ဩနေပါရယ်။အဲနောက်ဇီနိုကသူ့လက်ကိုပိုးတမ်းမလာအောင် ောင်လုပ်ပြီးလက်ထဲမှာဖောက်ခွဲလိုက်ကခုနကပေးထားတဲ့တော့ကိုပြန်ပေးလိုက်ပြီးပိုင်ဆိုင်မှုအကုန်လုံးကသူ့ဆေးဖို့တဲ့ညာနေရာကြောင့်လက်မခံနိုင်တာကိုပြောပြလိုက်ပါတယ်လိုကလည်းသူမကစီနိုအပေါ်အကျွေးတင်သွားတာကြောင့်ကုညီစရာရှိရင်အကူညီတောင်းလို့ရတာပြောနေရောရဲအနှဲငယ်ကြမှာတော့လီလီကမကြင်မလက်ဖြစ်နေရကြောင့်စီနိုလည်းမေ့ကြည့်ရဲ့အခါလီလီကဇိုဘီယာလင်ကာနဲ့လိုလိုကလာလေတာကိုမှနစ်သက်တာပြောနေပါတယ်ဇီနိုကလည်းသူတို့တွေကပြင်းပြီးလာလေတာဖြစ်နိုင်တာကိုပြောနေတော့ကာမီလာကသူတို့၃ယောက်ကဇီနိုကိုကြိုက်နေရကြောင်းလာကြတာကိုပြောပြနေပါတယ်ကာမီလာကလည်းဒဲမီဟျူမန်အုပ်စု၃ခုလုံးကဇီနိုကြောင့်အရှင်းရှင်းရံပွဲတော့ဖြစ်နိုင်တာကိုပြောပြ နေပါတယ်။နောက်လေးမှာတော့ကာမီလာပြောသလိုဆိုဖီယာရင်ကနဲ့လူတို့တော်ရောက်လောက်ကရံပွဲဖြစ်တော့မှကြောင့်သူတို့ဘက်မှာပါပေးဖို့လာပြောနေကြပါတယ်။ဂျီနိုကလည်းသူကလူတွေတိမ်မာကိုမလိုလားတာကြောင့်စဉ်းစားနေကရံပွဲဖြစ်မဲ့နေ့မှာတော့ဒဲမီဟျူမန်အုပ်စုတွေကရှာဖို့ရောက်နေကြပါတယ်။ဂျီနိုကလည်းရောက်လာပြီးသူတို့တွေကနှစ်နဲ့ကြီးအရှင်းရှင်းမကျင်တတ်တာတွေများနေတာကြောင့်ရှာတာကိုမတားပဲကျင်တတ်တဲ့အထိလွတ်ထားမှကိုပြောပြနေကအကုန်လုံးလဲရှာနေကြပါတယ်။ဒါပေမဲ့သူတို့တွေကညနေဆောင်ရောက်တဲ့အထိရှာတာတော့တယောက်မှတန်ရများအကြောင်းအန်အော်နေကဂျီနိုကလည်းသူကရှာတာကိုမတားပဲမဲ့အသေးသေးလေးကိုမလိုလားတာကြောင့်တစ်ချိန်လုံးစိတ်ကူပေးထားတာကိုရှင်းပြပါတယ်။အက ောင်လုံးကလည်းသူတို့တွေကအရှင်းရှင်းမတည့်ပဲလက်စားရှိတာကတန်ရာပဲလဲနေမှာကြောင့်အရှင်းရှင်းမိဖို့ဖို့ဆုံးဖြတ်လိုက်ကဒဲမီဟူမန်သုံးဘွဲ့လုံးကတဲ့သွားကြပါတယ်လီလီကလည်းဇီနိုကဘာလို့အခုလိုလုပ်ပေးရတာလဲလို့မင်းတွေကဇီနိုကသူ့စီမှာဆရာတယောက်ရှိခဲ့ပြီဟေလာအစ်စ်အမျိုးမျိုးကိုရှင်းပြနေကသူ့အနေနဲ့တတရတန်းစားဟေလာဖြစ်နေတော့စင်ကြေပုံရက်ကွက်ကိုတိုးတက်အောင်လုပ်ပေးချင်တာကိုပြောပြနေပါတယ်လီလီကလည်းသူမကဇီနိုကိုရှင့်နေတဲ့အကြောင်းဖွင့်ပြောနေပေမဲ့ဇီနိုကတော့လီလီက928အချစ်ပဲလို့ထင်နေပါတယ်ဟရာဇတ်တိုင်းပြည်ရဲ့နန်းတော်ထဲမှာတော့တက်ခွဲမှုကဒူးတက်ခွဲမှုကရီနာကိုခေါ်လိုက်ပြီးသူကလက်တလောဒဲမီဟူမန်တွေကလူတယောက် ောင်းကျေးသွားတဲ့ကောလာဟာလာကြားထားတာကြောင်းခရီနာကိုဟုံးမုံစုံစမ်းနိုင်နေပါတယ်တက်ခွဲမှုကလည်းမျိုးမြင့်တွေကထိတ်ဆုံးမှဖြစ်ပြီးလူတွေကသူတို့စိတ်ရှုံမှုတွေကိုစင်ရသားတွေစီမှာဖြစ်ပြောင်းမှဖြစ်ပြီးစင်ရသားတွေကလည်းအရှင်းရှင်းမတဲကြပဲလူတန်းစားအဆင့်ကိုခွဲတဲ့စနစ်နဲ့တိုင်းပြည်ကိုတည်ငြိမ်အောင်အုပ်ချုပ်နေပေမဲ့စင်ရသားတွေကဒန်းတို့ညီများနဲ့ပြန်ပြီးပုံကလာနိုင်တာကြောင်းပြဿနာရှိတာကိုရှင်းပြနေကခရီနာကလည်းနှိရှိတဲ့ရညိုးတွေကခဏလေးနဲ့ကျေးသွားတာကြောင်းမယုံနိုင်ဖြစ်နေတာကိုပြောနေကအကောင်လုံးတက်အောင်လုပ်ပေးတဲ့သူကိုတွေးခဲ့ရင်လည်းရှင်းပြမှာကိုပြောနေပါတယ်တစ်ဖက်မှာတော့ဇီနိုကဆော်လေးတွေအဝိုင်းခံတာကနှာစေးရတော့အပိုလောက်ခံနေရတာကြောင်းဇီနို လည်းစိတ်ညစ်နေပါတယ်။ဇီနိုကဇိုဗီယာကိုစိတ်ကူပေးနေကဇိုဗီယာကလည်းသူမကမျိုးမြင့်နေရဲ့အိမ်နဲ့ခိုးဝင်တာကိုပြပြနေကအခုတရားကစစ်တီလက်ချက်ဖြစ်တာကိုပြပြနေပါတယ်။ဇိုနီကလည်းသူတို့ခိုးဝင်တော့ကခရီနာရဲ့လက်ချက်နဲ့မှော်တနက်စာမိသွားတာကိုပြပြနေပါတယ်။ကာမီလာကတော့ဇီနိုကခရီနာရဲ့အာယုံစိုက်ခတ်နေရလောက်တာကိုပြပြနေကသတိထားဖို့ပြောနေပါတယ်။ညနေခင်းမှာတော့ဒမ်မီဟျူမန်နဲ့အကောင်လုံးကပြပြွှင်ွှင်နဲ့နေထိုင်နေကြပြီးစုံစမ်းမှုရောက်လာတဲ့ခရီနာကလည်းအံ့ဩနေပါတယ်။ခရီနာကလည်းအခုလိုပြောင်းလဲသွားတဲ့အကြောင်းကိုပုတ်တင်လူသားတွေကိုမင်းတွေကသူကလည်းအခုလိုပြောင်းလဲပေးတဲ့သူကအာယုံစိုက်မခံချင်တာကြောင့်ပြောလို့မရတာကိုပြောပါ ါတယ်။ဂရီနာကလည်းမှော်တမ်းနဲ့နဲ့ရှင်ပြီးအကြက်ကင်နေပေမဲ့ပိုသင်ညူလူသားကတော့မပြောဘဲကောင်းပါနေကရှုပ်တဲ့ရဆိုဖီယာတို့ကရောက်လာတာကြောင့်ဂရီနာလည်းထွက်ပြေးနေရပါတယ်။ဂရီနာကလည်းသူမကဆိုဖီယာနဲ့ဆွန်ဖီယာတို့လက်ကိုကုမရအောင်လုပ်ပေးလိုက်တာကိုပြန်ကောင်းသွားတာကြောင့်စဉ်းစားမရဖြစ်နေပြီးတောထဲမှာလမ်းပြောင်းနေပါတယ်။ညဘက်မှာတော့ဂရီနာကဇီနိုရဲ့အိမ်ထဲဝင်လာပြီးသူမကလမ်းပြောင်းနေရကြောင့်မျိုးနဲ့လမ်းပြပေးဖို့ပြောနေပါတယ်။ဒါမှမဟုတ်ဂရီနာကဇီနိုကဟီလာဖြစ်တာကိုသိလိုက်ရတဲ့အခါမှော်တမ်းနဲ့ပြစ်လိုက်ပါတယ်။